အားလုံးပဲမင်္ဂလာပါချက်စီတင်ကတော့ကစားမတွေကိုတယောက်ပြီးတယောက်ခေါ်နေရင်းနဲ့နောက်ထပ်လူငယ်ကစားမတယောက်ကိုထပ်ပြီးခေါ်လိုက်ပါတယ်အဲ့ဒါကတော့သူတို့အသင်းပိုင်ဆိုင်ထားတဲ့ swap အသင်းရဲ့ လူငယ်နောက်ခံကစားမဖြစ်တဲ့စာဆိုတဲ့နောက်ခံကစားမလေးကိုခေါ်လိုက်တာပါမမဒူစာကိုချယ်ဆီက2033ခုနှစ်တီစာချုပ်ချုပ်ဆိုပြီးတော့ကလပ်သင်းရဲ့ခံစစ်ပိုင်းအတွက်အားပြလိုက်တာဖြစ်တယ်ချယ်ဆီနေတဲ့တစ်ချိန်တည်းမှာပဲမိုင်းမန်ညိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ AC Milan နဲ့သဘောတူညီမှုရဖို့နောက်ဆုံးချိန်ထိဆွေးနွေးလျက်ရှိတယ်။ Chelsea တာဝန်ရှိသူတွေကဒီအပြောင်းအရွှေ့ဖြစ်နိုင်မယ်လို့ယုံကြည်ထားတယ်။လက်ရှိမှာ Chelsea က နိုနီမာတူရီကေကိုရောင်းချဖို့ပြင်ဆင်ထားပြီးညူကာဆယ်အပါအဝင် AC Milan အသင်းတွေကစိတ်ဝင်စားနေတာဖြစ်တယ်။ဒါ Jimmy Gintas ရဲ့အပြောင်းအရွှေ့မှာ Chelsea ဘက်ကတော့ Borussia Dortmund တောင်းဆိုတဲ့ Euro 360တိတော့ပေးဖို့အစီအစဉ်မရှိပဲသူတို့ဘက်ကအများဆုံး340လောက်သာပေးဖို့ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။